ကြောင်းရင်တစ်ခုကြောင့်ရှင်းနစ်တာတွဲလာတဲ့ချစ်သူကိုလမ်းခွဲလိုက်ရကြောင်းပြောလာတဲ့ဖွေဖွေပရိသတ်ကြီးတို့ဤအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့ချစ်တော်ထိတ်တဲမင်းသမီးတလက်ဖြစ်တဲ့ဖွေဖွေနဲ့ပတ်သက်ပြီးပရိသတ်တွေအားလုံးအံ့အားသင်းသွားစေမယ့်အတွင်းရေးလေးတစ်ခုကိုပြောပြပေးကြပါရစေဖွေဖွေဆိုတာနဲ့မြန်မာရုပ်ရှင်လောကမှာသူမတူတဲ့တရုပ်ဆောင်ဆိုင်ရင်ထက်မြက်တော်လက်တဲ့အရေးချင်းတွေနဲ့တူချစ်စရာကောင်းတဲ့ပြောင်းလဲကြောင်းပရိသတ်တွေရဲ့ချစ်ကိုခိုင်မာရရှိထားသူဆိုတာအားလုံးအတည်ပဲဖြစ်ပါရစေ ။သူမကအနုပညာလုံးမှာဘလောက်ပဲအောင်မြင်အောင်မြင်လူအများရှိမှာဘလောက်ပဲတော်လှန်နေပါစေ။သူမရဲ့ပုံကိုယ်ရင်ဘဝအထူးသဖြင့်အခြေရေးနဲ့ပတ်သက်လာရင်တော့အမြဲတမ်းလိုလိုတိတ်ဆိတ်ငြိမ်သက်နေကြတာပါရှင်။ကိုဘရားစကားပြောဆိုရမှာပုပ်ပွင့်လင်းလင်းနဲ့အရှိကိုအရှိတိုင်းပြောဆိုတဲ့သူတရားဖြစ်နေမယ်ကြီးပါရင်။ဒါပေမဲ့အခြေအကိစ္စမှာတော့သူမရဲ့ပြိသက်တွေအများနဲ့စိတ်ဝင်တစားရှိခဲ့ပေမဲ့သူမကိုယ်တိုင်ကတော့တရားဝင်ချပြတာမျိုးမရှိခဲ့ပါဘူး။အထူးသဖြင့်သူမရဲ့အမတော်ဝန်ခွဲဖြစ်သူမင်းသမီးချော်ဝုံမော်ရွှေကြီးကတော့ ခင်မုန်းတယ်ဖြစ်တဲ့ခရိုနီသတင်းချင်းနိုင်ဖြိုးကျော်နဲ့တို့တာယာပျော်ရွှင်စရာကောင်းတဲ့အိမ်တော်ရေးတစ်ခုကိုတည်ဆောက်နိုင်ကြတာကြောင့်ပရိသတ်တွေကဖွေးဖွေးကိုပဲတော့အချစ်ရေးသတင်းကြားအောင်လို့ဆိုပြီးတော့မျှော်လင့်နေကြကြတာပါအချိန်လေးတွေကြာတာနဲ့များဖွေးဖွေးတရားအပြုတ်ကြီးပွားနေပဲအနုပညာလုပ်တွေကိုဆက်လုပ်နေမလားလို့တောင်းမှထင်ကြေးပေးမှုတွေရှိခဲ့ပါတယ်အခုတော့ဘဝေးတရားပြိတ္တတွေသိကျင်နေကြတဲ့သူမရဲ့ချစ်ရဲ့အကြောင်းကိုပထမဆုံးချင်ပြင်ရင်ွင့်ပြောလာခဲ့ပါပြီ။ အကြသည်မိကပြုလုပ်ခဲ့တဲ့ဒေဝိမေစီစဲမှာသူမရဲ့ဘဝတစ်လျှောက်လုံးမှာတခါမှပြောဖို့သေးတဲ့အကြောင်းအရာတစ်ခုကိုဖွင့်ဟခဲ့တာပါအဲ့ဒါကတော့သူမဘဝမှာတကယ်ကိုမှချစ်ခဲ့ရတဲ့ချစ်သူတစ်ယောက်ရှိခဲ့ဖို့ပဲအဲ့ချစ်သူနဲ့ရှင်းနေဆိုတဲ့အလွန်ရှည်ကြတဲ့ချိန်ကာလတစ်ခုတည်းတွဲခဲ့ကြရဆိုတဲ့အချက်ပါပဲရှင်းနေဆိုတဲ့ချိန်ဟာတာမန်ချိန်ကာလတစ်ခုမဟုတ်တာကြောင့်ဒီတရင်ကပရိသတ်တွေတဲ့တော်တော်လေးကိုအံ့အားသင့်စရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဝမ်းနေစရာကောင်းတာကတော့ဒီလောက်တောင်မှချစ်ခဲ့ကြတဲ့သူတို့နဲ့ဦးရဲ့ဆက်ဆံရေးဟာ ဆုံးသွက်ကွာခဲ့ရတယ်ဆိုတာပါလက်ခွဲရတဲ့အကြောင်းရင်းကလည်းအခြားဘလို့ပြဿနာမှမဟုတ်ပဲသူတို့နှစ်ဦးကြောင့်ကိုယ်ွယ်တဲ့ဘာသာမတူတာကြောင့်ပါပဲဘဝေးကဒီကြောင်းကိုရင်ခွင့်ပြောပြရမှာသူမကိုယ်တိုင်အတွက်ကတော့ဘာသာရေးကွဲပြားမှုတွေတောင်းဆီးတခုမဟုတ်ခဲ့ကြချစ်ချင်းမြတ်တာကအရာအလုံးတဲ့ရေးကြည့်ရလို့ယုံကြည်ခဲ့ကြအောင်ဆိုပါတယ်ဒါပေမဲ့ဒီမရဲ့မိဘတွေကတော့ဒီချင်းလေးကိုသဘောမတူလည်းမခံနိုင်ခဲ့ကြပါဘူး။ဒီချင်းမှာတော့ဖွေဖွေကဒီမရဲ့ချင်းနဲ့မိဘရဲ့စိတ်ချမ်းသာမှုကြောင့်ကြားများနေကြပါရဲ့ နောက်ဆုံးမှာတော့သူမဟာကိုတွယ်ရှင်းနေကြချစ်ခင်လက်တွဲခဲ့တဲ့ချစ်သူကိုလက်ခွဲစကားပြောပြီးတော့ချစ်ရေးကိုဆုံးသက်ခဲ့ရတယ်လို့ဝန်နေစွာဖွင့်ဟခဲ့ပါတယ်။ဒီဖြစ်ချက်ကတော့ပွပွေရဲ့ပြိသက်ပေါ်မှာပွင့်လင်းယူသားမှုနဲ့မိဘအပေါ်ထားတဲ့တိတက်လိမ္မာမှုကိုပို့ပြီးတော့ပေါ်နေစေခဲ့ပါတယ်ရှင်။ပြိသက်တွေအနေနဲ့ရောပွပွေရဲ့ဒီဆုံးဖြတ်ချက်ပေါ်မှာဘလို့မြင်ကြပါလဲ။သူမရဲ့ချစ်ရေးနဲ့ပတ်သက်ပြီးတော့ဘလို့ခံစားရလဲဆိုတာမှတ်ချက်လေးတွေပေးခဲ့ပေးပါအောင်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်။ ။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ကျောင်းရိုင်းနဲ့တူပြန်လာကြပါဦးမယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရီ။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမေတ္တာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရီ။